ဖိလစ်ပိုင်နိုင်ငံမှာရေကြီးရေလျှံမှုကာကွယ်တားဆီးရေးဆိုရစီမံကိန်းတွေမှာအကြီးအကျယ်လက်စားမှုဆွေးဆွဲချက်တွေနဲ့ပတ်သက်ပြီးလူမှုရဲ့မကျေနပ်မှုတွေဟာပုံမှုပြင်းထန်လာနေပါတယ်။မနီလာမြို့တော်မှာတင်းနှင်းကနေနေနဲ့တင်းလင်းလာနေတွေမှာပြည်သူထောင်ပေါင်းများစွာစုဝေးချီတက်ခဲ့ပြီးအစိုးရစီမံကိန်းတွေပွင့်လင်းမြင်သာမှုနဲ့တောင်ဝန်ခံတောင်ဝန်ယူမှုရှိဖို့တောင်းဆိုခဲ့ကြပါတယ်။ဒီဆွေးဆွဲချက်တွေနဲ့ပတ်သက်ပြီးအစိုးရဝန်ကြီးနှုတ်ဦးလည်းယာရုကနှုတ်ထွက်ခဲ့ကြပါတယ်။တပ္ပရာယုံဝန်ကြီးလူကတ်ပါဆမင်နဲ့ ်အနိုင်ဝင်ကြီးအမီနာဘန်ကင်တာမန်တို့ရဲ့နှုတ်ထွက်စာတွေကိုတမရဖာဒီနန်မာကော့စ်ဂျူနီယာကတလင်းလာနေမှာလက်ခံခဲ့ပါတယ်။သူတို့ဝင်ကြီးဌာနတွေဟာရည်ကြီးရည်ချမှုကာကွယ်တားဆီးရေးဘတ်ဂျက်တွေမှာမူမမှန်တဲ့လုပ်ရည်တွေနဲ့ပတ်သက်ပြီးကိုးကားဖော်ပြခဲ့ရပြီးတဲ့နောက်မှာအစိုးရဝင်ကြီးနှိုးစလုံးဟာဂုံတိတ်ခါအရာယာရုကနှုတ်ထွက်စာတင်သွင်းခဲ့ကြတာဖြစ်ပါတယ်။ဒီလိုစွန့်စွန့်ချက်တွေနဲ့ပတ်သက်ပြီးပအဝင်ပတ်သက်နိုင်တဲ့အခြားအစိုးရရရှိတွေလည်းယာတို့ကနှုတ်ထွက်ဖို့စဉ်းစားကြဖို့ တမနာရဲ့ပြောရေးဆိုခွင့်ရသူကတိုက်တွန်းခဲ့ပါတယ်။အခုတော့အစိုးရစီမံကိန်းကြီးတွေမှာမှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့ခြင်းရှိမရှိအစိုးရကစုံစမ်းစစ်ဆေးနေပါတယ်။အခြားအစိုးရဝန်ထမ်းတွေလွှတ်တော်အမတ်တွေနဲ့ပုဂ္ဂလိကကွန်ထရိုက်တာတွေဟာပြည်သူဗန္နာငွေအမြောက်များလက်စားခဲ့ကြတယ်လို့လည်းစွပ်စွဲခံထားရပါတယ်။အစိုးရရဲ့ခမ်းမ်းချက်အရ2023ခုနှစ်ကစပြီးစီမံကိန်းကြီးတွေမှာလက်စားမှုခြားစားမှုတွေကြောင့်ဆုံးရှုံးရမှုပမာဏဟာ American dollar 1 billion အထိရှိနိုင်တယ်လို့ဆိုပါတယ်ခင်ဗျာ။